အချို့ပေါ်တကားဆင့်အောင်မဲ့လီဗာပူးလိုရဲ့လက်ကျန်ပရီးမီးယားလိပွဲစဉ်များအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါရစေလီဗာပူးအသင်းဟာအကြိမ်20မြောက်ချန်ပီယံဖြစ်ခဲ့ကြပြီးတော့ဒီအောင်မြင်မှုမှာပါဝင်ခဲ့ကြတဲ့အသင်းသားတွေနဲ့အတူတကဘာလုံးကလီဗာပူးပရိသတ်တွေအတွက်လည်းထူးရှင်ခိုက်တန်တွေကိုခံစားနေကြရပါပြီပရီးမီးယားလိပွဲစဉ်34ပွဲမှာပဲအခုလိုမျိုးချန်ပီယံဖြစ်ခဲ့ကြတာပါ နောက်ထပ်၄ပွဲတောင်ကစားဖို့လိုနေတဲ့အချိန်မျိုးမှာချန်ပီယံဖြစ်ခဲ့တာကြောင့်လက်ကျန်ပွဲစဉ်တွေကိုကိုယ့်လက်ခုပ်တည်းအားရည်လိုသဘောထားပြီးကစားနိုင်နေတာဖြစ်ပါတယ်။ဒါရင်းနဲ့ပတ်သက်ပြီးအချို့ဘောတကားဆင်အောင်မဲ့အခိုက်အတန့်လေးတွေလည်းရှိနေပြီးတော့ဒါတွေကိုပြည်သက်တွေအတွက်ဖော်ပြပေးခြင်းပါတယ်။ဒါကတော့မြို့ကြီးသားအသင်းရဲ့ပါဝင်တမိုင်းတစ်ချော့ပြန်လာမယ်အသင်းတွေစီကနေ God of Honor စုကြည့်ကိုပါထပ်မံရရှိတော့မယ်ဆိုတာပါပဲ။မေလီယန်နဲ့ Stanford Bridge ဝင်းကြီးမှာကစားမယ်ချယ်ဆီနဲ့ပွဲစဉ်မှာချယ်ဆီတင်းသားတွေဟာ Liverpool ပွင့်တဲ့အဝင်ကိုလက်ခုပ်တီးပြီးတော့မှဂုံပြူပေးရတော့မှဖြစ်ပါတယ်။စစ်မှန်တဲ့ချန်ပီယံနေဖြစ်တာကြောင့်လက်ခုပ်တီးပြီးဂုံပြူပေးခံရမယ့်အချိန်မျိုးမှာရရှိတဲ့ feeling ကဘလောက်အထိချိုးမိမလဲဆိုတာကြည့်ကြည့်စရာမလိုဘဲနဲ့တွေးကြည့်တာနဲ့နေသိတာနေပါပြီ။ပမရရနှုန်ခဲ့တဲ့စနစ်အကြာ2015မှာလီဗာပူးအသင်းဟာ Chelsea အသင်းအတွက် God of Honor ပြုလုပ်ပေးခဲ့ရပြီးတော့ဒါတွေအလွန်မှာတော့လီဗာပူးဟာပြန်လည်ဂုံပြူခံရတော့မှဖြစ်ပါတယ်။နောက်ထပ်လည်းဒီကမ္ဘာလုံးကပြည်သက်တွေအရှိမလီဗာပူးကိုလက်ခုပ်တီးပြီးအားပေးရအောင်မှာကတော့ မျိုးကြီးသားအသင်းပဲဖြစ်ပါတယ်။ပရီးမီးယားလိဒုတိယဘွဲ့ကိုတတိယအကြိမ်မြောက်ရရှိမဲ့ဒီလန်ဒန်ကလပ်ဟာဆိုရင်မေလ17ရက်နေ့မှာကစားမဲ့စူပါဆန်နီရဲ့ညချမ်းအချိန်ကာသမယလေးမှာလီဗာပူးကိုလက်ခုပ်တီးဂုဏ်ပြုပေးရမှာဖြစ်ပါတယ်။အချို့ဘဝကတကဆင့်တဲ့ခိုက်တန်လေးတွေဖြစ်လာမှာတေးကြပြီးတော့အီးစိတ်နေမှာတေးကြပါတယ်။တတိယမြောက်ကတော့ဇီယောင်ငှက်ကြီးတို့ရဲ့ကြီးစိုးရမြေ American Express ကွင်းကြီးမှာကစားမဲ့မေလ20ရက်နေ့ပွဲစဉ်မှာ Liverpool အသင်းကို God of Honor ချီးမြှင့်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးမဲ့အိတ်နဲ့လွယ်ရမှာကတော့မေ25အန်ဖီမှာကစားမဲ့ပွဲစဉ်မှာ Crystal Palace အသင်းရဲ့ဂုံပြူမှုကိုရရှိသွားမှာဖြစ်ပါတယ်ရှင်။တကယ်ဆိုရင်ဒီလိုဂုံပြူချီးကျူးမှုကိုရာဂန် Club လက်ထက်2020 Champion ဖြစ်တုန်းကလည်းရရှိခဲ့မှုပါတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်တုန်းကတော့ COVID ကာလဖြစ်နေတာကြောင့်ကွင်းထဲမှာပြိသက်တွေလည်းမရှိခဲ့သလိုကစားသမားတွေကလည်းပျော်ပျော်ပါပါအောင်ပွဲခံခွင့်မရခဲ့ကြပါဘူး။အဲ့ဒီ2020လုံးကလီဗာပူးအတွက်လက်ခုပ်တီးဂုံပြူပေးခဲ့ရတဲ့အသင်းတွေကတော့ မန်စီးတီး၊ဖီလာ၊ဘရိုက်တန်၊ဘန်လီ၊အာဆနယ်၊ဆယ်စီ၊နျူကာဆယ်တို့ကလီဗာပူးအတွက်ဂုဏ်ပြုပေးခဲ့ရတာပါ။ဒါပေမဲ့ဒီနေ့မှာကတော့ပြိုင်သက်တီးကလည်းကွင်းလုံးပြေးရှိနေမှာဖြစ်ပြီးတော့ဒီဘောလုံးရာသီအတွင်းမှာဖြစ်ပွားခဲ့တဲ့အခြေအနေကိစ္စတွေကြောင့်ဒီရာသီရရှိမဲ့ God of Honor ကတာမန်ထက်ထူးကဲပြီးအချို့ဘောတကာစစ်နေတော့မှာပဲဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါရှင်။